သူတို့ကဥရွှေမဲအပေါ်ဝင်ပါတီဝင်18ဦးကိုပြည်တော်စုကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်ကနေဧပြီလ22ရက်နေ့မှာအနားပေးခဲ့တယ်လို့အကြောင်းကြားစာတချို့ပေးပို့ခဲ့ပါတယ်။ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအထုတ်ခံလိုက်ရတဲ့အတွက်ပါတီရင်းခြေနေတွေဘလို့ရှိလာနိုင်မလဲဆိုတာကိုပါတီဝင်တူဖြစ်ခဲ့တဲ့ဦးအောင်သိန်းလင်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဦးအောင်သိန်းလင်းမင်္ဂလာပါခင်ဗျာ။ပြည်တော်စုကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကထိပ်ပိုင်းခေါင်းဆောင်တွေကိုထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီ လို့ထုတ်ပယ်ခံရတာဟာဘလို့အကြောင်းကြောင်းကြောင်းလဲလို့ဟိုယူဆနိုင်မလဲခင်ဗျအဲကျွန်တော်ရဲ့အဲ့ဒါကဟိုသူများပြောတာပဲကြားသေးတယ်ဗျာဟိုစာနဲ့ပင်နဲ့ကျွန်တော်တို့တေချာတော့တိကျကျကျွန်တော်လည်းမသိသေးပါဘူးနောက်တစ်ခါကျွန်တော်တို့လည်းတစုံတစ်ယောက်ကဒီကိစ္စကိုဖုံးနဲ့ဆက်ပြီးတော့အကြောင်းကြတာလဲမရှိတော့မရှိသေးဘူးပေါ့နော်အဲလူမှုကွန်ရက်ဆာမျက်နှာတွေမှာအဲတက်လာတာကိုပဲသူများတွေပြောတာကိုကျွန်တော်ကြားရပါတယ်အဲ့တော့ဟို ကျွန်တော်အယူကျွန်တော်ယူဆချက်ကတော့ဟိုတယောက်နဲ့တယောက်နဲ့သဘောထားအမြင်အဲသဘောထားအမြင်นี่မတိုက်ဆိုင်လို့ဖြစ်လိမ့်မယ်လို့ယူဆတာပါပဲဟုတ်ကဲ့ပါခင်ဗျပြီးတော့နောက်တစ်ခုကဒီလိုထုတ်ပယ်တာဟိုတီဇဲဥပဒေတွေပါတီတွေစီမင်းစည်းကမ်းနေနေရောညညွတ်မှုရှိရလားခင်ဗျအဲအဲ့ဒါမျိုးကပါတီတရားဆိုတာတော့ဗျာခင်ဗျားတို့လည်းသိပါတယ်အဲပါတီတွင်းဒီမိုကရေစီဆိုတာရှိရမယ်ဗျာ ပါတီတိုင်းဒီမိုကရေစီအရာ CEC ဆုံးဖြတ်ချက် CEC ဆိုတာကလည်းဘဘလုံးမှုဆောင်ဆိုတာကလည်းဟိုပါတီညီလာခံအနေနဲ့ခန့်လို့ရပါတယ်ပါတီညီလာခံအနေစီခန့်ထားတဲ့ CEC တွေအများစုကဆုံးဖြတ်ချက်နဲ့ပါတီညီလာခံရဲ့မှာအတည်ပြုပြီးတော့မှဆုံးဖြတ်ပြီးလောက်ရမယ်လို့ကျွန်တော်အနေနဲ့တော့အဲနားလည်ထားတယ်ပေါ့နော်ကျွန်တော်ပါတီတရက်က ဒီလိုထုတ်ပယ်မယ်ဆိုရင်ဘိုလ်လုံးဘိုလ်လုံးမှုဆောင်အများစုရဲ့ဆုံးဖြတ်ချက်နောက်အဲ့ဒီဘိုလ်လုံးမှုဆောင်ဆိုတဲ့ဟာတွေကလည်းပါတီညီလာခံကနေခန့်ထားတဲ့ဘိုလ်လုံးမှုဆောင်တွေဖြစ်ဖို့တော့လိုပါတယ်ပါတီညီလာခံကနေပြီးအတူပြုခန့်ထားတဲ့အများဆန္ဒနဲ့ရွေးချယ်ထားတဲ့ဘိုလ်လုံးမှုဆောင်အများစုရဲ့အဆုံးဖြတ်နဲ့အဲပဲအတီဖြစ်တဲ့နယ်လို့ကျွန်တော်ကတော့ဟိုကျွန်တော်တူတဲ့အနေနဲ့တော့ယူဆရတယ်ဗျဟုတ်ကဲ့ပါခင်ဗျ ်အခုလိုထုတ်ပယ်ခံရတဲ့အထဲမှာပေါ့နော်သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကသူရဦးကောင်ကိုလည်းပါတယ်ပေါ့ဒါပေမဲ့အလုံသမားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးသိန်းစွေကိုမပါတဲ့အပေါ်မှာကြတော့ထောက်ပြမှုတွေရှိနေတယ်ပေါ့နော်အဲ့ဒီအပေါ်မှာရောဟိုဘယ်လိုယူဆလို့ရပါတယ်လဲခင်ဗျအဲအဲ့ဒါတော့အဲကျွန်တော်လည်းသူတို့နဲ့မတွေ့ရသေးတော့ဟိုကာယကံရှင်တွေရဲ့အဲဆုံးဖြတ်တဲ့လူတွေရဲ့စဉ်းစားပုံစဉ်းစားနည်းပေါ်မှာပဲအဲမူတည်လိုက်မယ်လို့ ကျွန်တော်အနေနဲ့ယူဆပါတယ်အဲဟိုဘယ်ပေါ်မှာအခြေခံပြီးတော့မှစဉ်းစားလဲဆိုတာတော့ကာယကံရှင်တွေကိုပဲသိပါလိမ့်မယ်ကျွန်တော်တို့ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲကျွန်တော်လည်းသဘောပေါက်ပါဘူးဗျာဟုတ်ကဲ့ပါခင်ဗျာအခုထုတ်ပဲ့ခံရသူတွေတဲကပေါ့နော်ဟိုအများစုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်နဲ့နီးစပ်လို့အထုတ်ခံရတယ်ဆိုပြီးတော့ပြောဆိုမှုတွေရှိနေပါတယ်အဲ့ဒီလို့ပြောဆိုမှုတွေအပေါ်မှာရော ဥအောင်သိန်းလေးအနေနဲ့ဘယ်လိုများသုံးသက်ပါသလဲခင်ဗျအဲဒီကတော့ခင်ဗျားတို့သိလေအတိုင်းပါဗျာဒီမိုကရေစီဆိုတာကတော့လွတ်လပ်စွာသဘောကွဲလွန်ရင်ရှိတယ်လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်လည်းရှိတယ်လွတ်လပ်စွာယူဆခွင့်လည်းရှိကြပါတယ်အဲ့တော့ယူဆကတော့အမျိုးမျိုးတွေရှိကြမှာပါပဲနော်အဲ့တော့ခုနပြောတဲ့ဟာကလည်းဟိုလုံးဝကြီးတော့ဟိုမမှန်နိုင်ပါဘူးနော်အဲမမှန်နိုင်ဘူး ဲ့တော့ဒီလိုမိသားမှုရှိလို့သူထုတ်ပယ်ရဲဆိုတာတော့မဖြစ်နိုင်ပါဘူးဒါပေမဲ့အမျိုးမျိုးယူဆတွေရှိနိုင်ပါတယ်ကျွန်တော်ယူဆတော့ဒီအဲ့ဒါကြောင့်မဟုတ်ဘူးလို့တော့ယူဆပါတယ်ဟုတ်ကဲ့ ARG ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအခုလိုမျိုးထုတ်ပယ်ခံရတာဟာပါတီနဲ့နိုင်ငံအတွက်ကောထိခိုက်မှုရှိနိုင်လားခင်ဗျအဲ့ပေါ်မှာဥအောင်သိန်းလင်းအနေနဲ့ဘယ်လိုများမြင်ပါတယ်ခင်ဗျအန်ဒီအခုထုတ်ပယ်ခံရတဲ့ second ရောက်ထဲမှာပါတီနဲ့ကာလရှည်ကြစွာပေါ့အကြာကြီးတွဲပြီးတော့မှလှုပ်လာခဲ့တယ်အောက်ကပါတီဝင်သူယုံကြည်ကိုးစားခံရတဲ့အဲခေါင်းဆောင်တွေလည်းအဲပါသွားနိုင်ပါတယ်အဲ့တော့ဟိုပါတီမှာအကြာကြီးလှုပ်လာခဲ့တယ်ထဲထဲဝင်ဝင်လှုပ်လာခဲ့တယ်အဲ့တော့ထဲထဲဝင်ဝင်လှုပ်လာခဲ့ပြီးတော့မှဟာလာထုတ်ပက်ခံရတဲ့ခါကျတော့ ပါတီတွက်အဓိကလုံနိုင်ကြိုင်နိုင်စွမ်းတွေအပေါ်မှာနည်းနည်းဟိုထိကြိုင်နိုင်တယ်လို့ယူဆတယ်အထူးသဖြင့်အောက်ခြေပိုင်းကပါတီဝင်ထုအနေနဲ့အဒီဟာပေါ်မှာသူလောသူလောတန်နီယာတွေအများကြီးပွားပြီးတော့မှအပါတီပေါ်မှာယုံကြည်ချက်တွေရော့ကျသွားမှာကျွန်တော်အစိုးရင်ပါတယ်ပါတီဝင်ထုတွေ ောက်ခြေပါတီဝင်ထုတွေကဒီဘောမှာအဲအမျိုးမျိုးတန်ရားတွေဝင်ပြီးတော့မှယုံကြည်မှုတွေရော့သွားမှကျွန်တော်ဆိုရင်လည်းအဲ့ဒါအရေးကြီးဆုံးပါပဲဟုတ်ကဲ့ပါဥအောင်တင်းလင်းရေအခုလိုမျိုးဖြည့်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့သူရဥွှေမဲအပေါင်ဝင်ပါတီထိပ်ပိုင်းကောင်းဆောင်18ဦးကိုပြည်တော်စုတက်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ကအေပယ်လ22ရက်နေ့ကအနားပေးခဲ့တာနဲ့ပတ်သက်ပြီးပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်တဦးဖြစ်ခဲ့သူ ဥအောင်သိန်းလင်းကိုဆက်သွယ်မေးမြန်းကြည့်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကြန့်ရှိနေသေးတဲ့သတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်ခင်ဗျာ